မင်္ဂလာပါရှင် ကျွန်မတီကာပါဒီနေ့ပေါ်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့မုတ်တောင်ဝင်ရောက်ချိန်မှာတွေ့ရတဲ့လေတိုက်ခတ်မှုအခြေအနေကိုဖော်ပြပေးပါမယ်မိုးလင်းတာသူတေသင်အွန်လိုင်းကတော့မေလ9ရက်နေ့လည်း2နာရီချိန်မှာအခုလိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်မေလရဲ့တတိယရက်သက်တပတ်တပတ်အတွင်းမေလ17ကနေမေလ18ရက်ဒီ9ရက်မှာတော့မိုးဆက်ရွာသွားပါမယ် အခုမြင်နေရတဲ့အိန္ဒိယသမုဒ္ဒရာတောင်ဘက်ခြမ်းနဲ့မြောက်ဘက်ခြမ်းကိုအိုက်ဆက်ဆက်တိုက်ခတ်နေတဲ့လင်းစည်းကြောင်းပေါ်ရ2024ခုနှစ်မုတ်တုံစတင်ဝင်ရောက်ချိန်2024ခုနှစ်မေလ19ရက်တင်မှာတွေ့ရတဲ့လင်းစည်းကြောင်းပေါ်နေတဲ့အတူလာပါတယ်။ဒီချိန်တွေကတော့အနောက်တောင်မုတ်တုံလေမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကိုစတင်ဝင်ရောက်ပြီးမိုးရသည့်အစာပြိုတော့မယ်ဆိုတဲ့လက္ခဏာပါပဲ။မုတ်တုံလင်းစောင့်ဝင်တဲ့အချိန်ဒီမှာပြီးခဲ့တဲ့နှစ်တွေကဆာလို့ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်ပြီးမြန်မာနိုင်ငံကိုဓာတ်ရိုက်ဝင်ရောက်မှုရှိတယ်လို့ မွန်ရောက်ဖဲနယ်ဘင်္ဂလားပင်လယ်မြောက်ပိုင်းကအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပင်နယ်နဲ့ဘင်္ဂလားဒေ့နိုင်ငံကမ်းခြေတွေစီကိုဥတီရွေရှာဝင်ရောက်တာရှိပါတယ်။ဘလိုပဲဆိုစဉ်မုံတိုင်းလိပိအာနယ်ရှင်ဝင်ရဲ့ညာဘက်ချမ်းမာရှိနေတဲ့မြန်မာနိုင်ငံအတွက်မိုးလေတက်ရောက်မှုတွေက မိုးအကြချိန်မှာပိုများနှစ်တက်ပါတယ်။ ပြီးခဲ့တဲ့2024ခုနှစ်မိုးဥကြချိန်မှာဘင်္ဂလားပင်လယ်ော်မြောက်ဘက်အကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ဆိုင်ကလုန်းမော်နယ်ရီမဲရဲ့တက်ရောက်မှုကကချင်ပြည်နယ်အတွင်းမှာမိုးများစေပြီး ERI မြစ်နယ်ချင်းရင်းမြစ်တွေရဲ့ပထမအရေးကြီးကာလဖြစ်သွားခဲ့တဲ့ဆိုတာကိုတော့မေ့ထားလို့မရဘူးလို့ဆိုပါရယ်။ဒါအပြင် ECNWHR including cyclone Genesis အတိပတိမှာတော့ဘင်္ဂလားပင်လယ်ော်တွင်ဆိုင်ကလုန်းမော်နိုင်ဖြစ်နိုင်ခြေဟာ30ရာခိုင်နှုန်းရှိခဲ့ရာကနေဒီနေ့ပေလ6ရက်နေ့မှာ40ရာခိုင်နှုန်းရှိလာပါတယ်။ ဖြစ်တာတော့မကြသေးဘူးဖြစ်နိုင်ခြင်းမြင်လာတယ်ဆိုတဲ့သဘောပါပဲဒီနေ့မနက်ပိုင်းကြိုတင်ခံမှန်းချက်ရတော့မြောက်ဘက်ကိုရွေးရှားနိုင်မယ်လို့တော့တွေ့ရပါတယ်ပြည်လည်ပြမှာဖြစ်ပေါ်တဲ့ထူးခြားမှုလို့သာအချိန်တွေမှာတော့မေလ9ရက်ကနေမေလ16ရက်9ရက်တာအတွင်းမှာတော့ဗင်္ဂလားပင်လယ်ော်လှပိုင်းပင်လယ်ပြင်မှာလေပြင်းအားနဲ့ရံကိုဖြစ်ပေါ်နိုင်တဲ့အချိန်တွေရှိနေစေဖြစ်ပြီးမေလ18ရက်19ရက်နေ့တွေမှာတော့အားကောင်းသောလေပြင်းအားနဲ့ရံကိုဖြစ်လာနိုင်တဲ့အကြောင်း ECNWS Chess မှာတော့ပင်လယ်ပြင် ကပ်လီပင်လယ်မြောက်ပိုင်းမင်္ဂလာပင်တော်အရှိလေပိုင်းနဲ့ထိစပ်နေတဲ့ ERA အနောက်ဘက်ကန်ယူတန်မြဝကျုံပေါ်ကန်ယူတန်အနီးမှာမေလ16ရက်နေ့အထိဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြင်းဟာ30ရာခိုင်နှုန်းရှိနေတဲ့အကြောင်းကြိုတင်ခန့်မှန်းချက်တွေထွက်ထားတာတွေ့ရပါတယ်ထူးခြားမလို့သားအခြေအနေဖြစ်လာပြီးရင်တော့မိုးရွာသွန်းနိုင်တဲ့အခြေအနေကတော့မေလ9ရက်ကစလို့မေလ10ရက်အထိတရင်းနိုင်တိုင်းနဲ့မွန်ပြည်နယ်ကရင်ပြည်နယ်မှာတော့မိုးနှဲငယ်ကနေမိုးတင့်တင့်ရွာသွန်းပြီးတော့ မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာတော့24နာရီအတွင်းမိုးရေချိန်အနည်းဆုံး1.2ဒသမ2လမအထိရွာနိုင်ပါတယ်။မေလ17နဲ့မေလ12ရက်နေ့တွေမှာတော့တောင်ဘက်နဲ့အနောက်ဘက်ကဝင်ရောက်လာတဲ့မိုးတိမ်တွေဆက်လက်ရွေရှားနိုင်တဲ့လမ်းကြောင်းတွေတလျှောက်မှာရှိတဲ့အလဲပိုင်းမိုးနဲ့ရေရှားဒေသတွေနဲ့အနောက်ဘက်ရခိုင်ပြည်နယ်ချင်းပြည်နယ်နဲ့အရှေ့ဘက်ရှမ်းပြည်နယ်ဒေသတွေအပြင်မြောက်ဘက်ကချင်ပြည်နယ်အထိမိုးရွာနိုင်မယ့်အခြေအနေတွေဖြစ်ပေါ်ပါမယ်။ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာတော့မိုးသက်ထန်ပြီးတော့မိုးများပါမယ်။မေလ16ကနေစလို့မေလ19ရက်နေ့အတွင်းမှာတော့3နာရီတိုင်းမိုး ပြည်နယ်၊ကရင်ပြည်နယ်၊ ERA တိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ရခိုင်ပြည်နယ်၊နေပြည်တော်မန္တလေးတိုင်း၊မကွေးတိုင်း၊တောင်ပိုင်း၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊စကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်မှာတော့မိုးများပါမယ်။မေလ18ရက်ညနေကနေမေလ19ရက်ညနေ24နာရီအတွင်းမှာတော့ရခိုင်ပြည်နယ်မြောက်ပိုင်း၊စကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်မှာတော့မိုးလွန်များနိုင်ကြောင်းကြိုတင်ခန့်မှန်းချက်တွေမှာတွေ့ရပါတယ်။ဆက်လက်ပြီးတော့မေလ6ရက်အတွင်းမိုးလွန်သောခန့်မှန်းချက်ကိုဖော်ပြပေးပါမယ်။ပင်လယ်ပင်လယ်အခြေအနေကတော့ကပလီပင်လယ်ပြင်ပင်လယ်ပင်လယ်တောင်ပိုင်းနဲ့မြောက်ပိုင်းမှာတိမ်သည်တဲ့ကနေတည်လူတက်ပြီးတော့ကြံပင်လ ားပင်လယ်မှာတည်နှဲခဲ့ဖြစ်ထွန်းပါတယ်။ပင်လယ်ပြင်ချင်းတွေကရခိုင်ကမ်းရက်နဲ့မုံတမကွေပါလေးဟာအနောက်အနောက်တောင်ဘက်ကနေတနအိုင်ကို9မိုင်ကနေ10မိုင်ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းတင်တဲ့ရှိပါမယ်။မြဝကြုံမဒေသတွေမှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအိုင်ကို9မိုင်ကနေ10မိုင်ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းတင်တဲ့ရှိပါမယ်။တရင်းနိုင်ကမ်းရက်မှာလေဟာအရှိအရှိတောင်ဘက်ကနေတနအိုင်ကို9မိုင်ကနေ10မိုင်ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းတင်တဲ့ရှိပါရယ်။မိုးချင်တွေကတော့တရင်းနိုင်အတိုင်းကချင်ပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်နဲ့မိုးပြည်နယ်မှာနေရာဆိုင်ဆိုင် ကတဲ့နေရာကျကျမို့တကြုံရွာတော့ပြီးတော့စကိုင်းတိုင်းပကူးတိုင်းအရှိပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းရခိုင်ပြည်နယ်မှာတော့နေရာကွက်ကြားမို့တကြုံရွာတော့ပြီးတော့နေပြည်တော်မန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရီတိုင်းပကူးတိုင်းနောက်ပိုင်းရှမ်းပြည်နယ်အရှိပိုင်းနဲ့ခရစ်နီပြည်နယ်မှာတော့တိမ်တင့်တဲ့ဖြစ်တော်မှာမယ်။ နေဖို့ချိန်ကတော့နေပြီးတော့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရီတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ခရီးနီးပြည်နယ်တွေမှာတော့ပုံမှန်ဘူးချိန်ထက်မြင့်တက်ပါမယ်ရှင်။ဆက်လက်ပြီးတော့လည်းမေလ9ရက်အတွက်မလူသားခန့်မှန်းချက်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်ချင်းတွေကတော့ကပ်ပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်တောင်ပိုင်းနဲ့မြောက်ပိုင်းမှာတိမ်သင်းတဲကနေတည်လူတက်ပြီးတော့ကျန်ဘင်္ဂလားပင်လယ်မှာတိမ်နေငယ်ဖြစ်တော့ပါမယ်။ပင်လယ်ပြင်ချင်းတွေကတော့တရနိုင်ကန်ရရခိုင်ကန်ရနဲ့မုံတမခွေမှာနေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကို7မိုင်ကနေ -10 ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းနေငယ်ကနေလ ိုင်းသင့်တဲ့ရှိပါမယ်။မြဝကျုံပေါ်ဒေသတွေမှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို7မိုင်ကနေ -20 ခန့်တိုက်ခတ်နိုင်ပြီးတော့လိုင်းနေငယ်ကနေလိုင်းသင့်တဲ့ရှိပါမယ်။မိုးချင်တွေကတော့သခိုင်းတိုင်းတဲ့နိုင်တိုင်းကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်မှာတော့နေရာဆိတ်ဆိတ်ကနေနေရာကျကျကျမိုးတကြုံရွာသွန်းပြီးတော့မန်းလေးတိုင်းမကွေးတိုင်းပဲခူးတိုင်းနောက်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့နေရာကွက်ကြားမိုးတကြုံရွာသွန်းပြီးတော့နေပြည်တော်ရောင်တိုင်း၊ ERR တိုင်း၊ပဲခူးတိုင်းအရှိပိုင်း၊ရှမ်းပြည်နယ်အရှိပိုင်းနဲ့တောင်ပိုင်း၊ခရနီပြည်နယ်တွေမှာတော့တိမ်သင့်တဲ့ဖြစ်တော်မှာမယ်။နေ့ဘူးချိန်က တော့နေပြည်တော်မန္တလေးတိုင်းမကွေးတိုင်းရှမ်းဝတိုင်းအရာတွေတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်နဲ့ခရနီပြည်နယ်တွေမှာတော့ပုံမှန်အပူချိန်ထက်မြင့်တက်ပါမယ်ရှင်ဆက်လက်ပြီးတော့လည်း gas အယောင်းဆိုင်မီးလောင်ပြီးတော့နှစ်ဦးအသက်အန္တရာယ်ဆွေးနေရတဲ့အကြောင်းဖော်ပြပေးပါမယ်မန္တလေးတိုင်းချမ်းမြတာစီမြို့နယ်တမရိန်ရပ်ကွက်က84လမ်းမှာရှိတဲ့ gas အယောင်းဆိုင်မှာမီးလောင်ပြီးတော့လူလေးဦးထိခိုက်ကဒီထဲကမှနှစ်ဦးအသက်အန္တရာယ်ဆွေးရတယ်လို့ကုညီကေစိန်လုံဆောင်ပေးတဲ့ထံကသိရပါဗျာမီးလောင်ကရမနက်7နာရီကမှဆံဝင်နှန်းတွေဟာ gas အကြီးကနေ gas အ ုအသေးစီကပ်ဖြစ်ရာကနေမိစတင်လောင်လာလို့ဆိုပါတယ်။ဆလောင်တဲ့ဆိုင်ကိုက gas အိုးရောင်းဆိုင်တမောက်တွေရက်ွက်ဆိုတာကတော့ကျေးသောလုပ်ငန်းတွေများတယ်။ဆပ်ဖြစ်တဲ့ခဲက gas အိုးပေါက်ကွဲပြီးလောင်တာကိုကျွန်တော်တို့ရောက်တဲ့အချိန်နှစ်ဦးလုံးကအုံအုံဆိုပြီးတော့ပွင့်ထွက်သွားတယ်လို့နှလုံးတော့ကအုံအုံဆိုပြီးပွင့်ထွက်ပြီလို့ကုညီကယ်စဲလုံးဆောင်ကေသူကဆိုပါတယ်။ဆာဝနန်းနေဖြစ်တဲ့အသက်35အရွယ်ကုကျော်မိုးတွင်နဲ့ အသက်28နှစ်အရွယ်ကိုခန်းကုကုနိုင်တို့ကတော့လက်နှစ်ဖက်ခြေထောက်နှစ်ဖက်နဲ့တင်မာတို့မိနှောင်ခံရပြီးတော့အသက်အန္တရာယ်စွင့်ရတယ်လို့ဆိုပါတယ်။ဒါအပြင်အဲ့ဒီဆိုင်နဲ့ကက်ရဲထမင်းဆိုင်ကအသက်42နှစ်အရွယ်ဒေါ်နှင်းဝဝေလင်းကလည်း ်ချင်းနဲ့လန်မိဟက်တရားရပြီးတန်လျဲမော်တောင်အယံမိသက်ကမိသက်တပ်ဖွဲ့ဝင်တအူးမျက်နာမိဘူးဟက်ခံရပြီးတော့တန်ရရတယ်လို့သိရပါတယ်။မိလောင်နာကြောင့် gas အယောင်းဆိုင်နဲ့နှစ်ထပ်နေအိမ်တလုံးမိလောင်ပျက်စီးခဲ့ပြီးတော့မိလောင်မှုကြောင့်တန်ရရတဲ့သူတွေကိုတော့မလေးပြည်သူစေယုံကိုပို့ဆောင်ပေးကြရကစေကူသားမှုခံယူနေတယ်လို့သိရပါတယ်။မိလောင်ချင်းချမ်းမြသာစီမျိုးနဲ့မိသက်အယံမိသက်လူမှုကွန်ရီအသင်းတွေနဲ့ဒေသခံတွေကဝမ်းဝမ်းမိငိမ့်တက်ခဲ့လို့မိလောင်ပြီးတော့မိနစ်40ကြာမှမိငိမ့်တက်နိုင်ခဲ့တယ်လို့သိရပါတယ်။မင်းနီယန်းကလည်းချမ်းရေးသာ ဆန်မြို့နယ်35လမ်းနဲ့66လမ်းတောင်ကဆက်သုံးစီအရောင်းဆိုင်မီးလောင်မှုဖြစ်ပွားပြီးတော့ဆိုင်မီးလောင်ပျက်စီးကလူထိခိုက်တာတော့မရှိဘူးလို့သိရပါဗျာ။ ဆက်လက်ပြီးတော့ချောင်းထဲရင်နေခဲ့တဲ့လူငယ်တအူးတွေကအလောင်းပြန်တွေ့ပြီးတအူးပြောက်ဆုံးနေတဲ့အကြောင်းဖော်ပြပေးပါမယ်။ဘကူတိုင်းတောင်ကုန်မြို့နယ်ပုစုကြီးဝါနေခပ်ပေါင်းချောင်းထဲမှာရင်ဆင်းကူးတဲ့လူငယ်နှစ်ဦးရင်နဲ့ပြောက်ဆုံးနေခဲ့ကဒီထဲကမှတအူးရဲ့အလောင်းကိုပြန်ရပြီးတော့ရှာဖွေကယ်ဆယ်တွေလုဆောင်ပေးနေတဲ့တွေထံကသိရပါဗျ။မေငါရဲ့ညနေ9:00နာရီကမှပုစုကြီးဝါမှာနေထိုင်တဲ့အသက်16နှစ်အရွယ်မောင်မဲခန့်ပြုနဲ့ ကျုံကုန်းကြီးဝါနေသူမောင်စိုးသူတော်အောင်တို့နှစ်ဦးအပါဝင်စုစုပေါင်း၅ဦးရင်းစင်းကုရကနဲ့သူတို့နှစ်ဦးရင်းနှစ်ပြောင်းဆုံးခဲ့တယ်လို့ဆိုပါတယ်။ရင်းစင်းကုရင်တွေကိုရင်းနှစ်သွားတာအဲ့နားလေးမှာကအရင်ကဝဲမရှိဘူး။ငလျင်လှုပ်ပြီးမှဝဲတခုဖြစ်လာတာ။ဒီဝဲထဲကိုဝင်သွားတယ်။ဝဲနဲ့ကန်းနဲ့လည်းနှိစက်တယ်။တယောက်တော့အလောင်းပြတ်တွေ့ပြီးတော့ကုညီကယ်စိမ်းလှုပ်ဆောင်သူပါဆိုပါတယ်။ရင်းနှစ်ပြီးတော့တနအိကန်းကြာမှာတော့ရင်းနှစ်မှုဖြစ်ခဲ့တဲ့ဝဲအတွင်းကနေမောင်မင်းခန့်ဖြူရဲ့အလောင်းကိုပြန်လဲရှာတွေ့ခဲ့တဲ့အတွက်မိသားစုနေကနေအိမ်ကိုပြန်တယ်ပြီးတော့နိုင်ကိစ္စပြ ြုလုပ်နေတယ်လို့သိရပါဗျ။မောင်စိုးသူရအောင်ရဲ့အလောင်းကိုတော့လူမှုပွင့်ကြီးအသင်းနေတဲ့ဒေတာကန်တွေကဆက်လက်ရှာဖွေပေးမိ။မေလ6ရက်ဒီနေ့မနက်ပိုင်းတွင်ပြန်တွေ့သေးဘူးလို့သိပါပါဗျ။မေလ6ရက်မနက်ပိုင်းတွင်ပြန်တွေ့သေးဘူးလို့သိရပါဗျ။ပြီးခဲ့တဲ့မတ်လ2ရက်ကတော့တောင်ဝမျိုးအဝင်ထီးလိုက်ကျိုးအတွင်ရေစင်းခုတဲ့တောင်ဝမျိုးမှာရေစကန်ကရေတက်ချက်တူရင်းနဲ့တေးဆုံးတဲ့ဖြစ်စဉ်လည်းရှိခဲ့ပါသေးတယ်ရှင်။